နိုင်ငံတကာသတင်းတပေါ်အနေနဲ့ကတော့အရှေ့အာရှလုံခြုံရေးနဲ့စီးပွားရေးပြဿနာတွေအတွက်ဘုံတုန်ညီမှုရရှိရေးကြိုးပမ်းဖို့အတွက်ဂျပန်တရုတ်နဲ့တကွေးရသတင်းမှန်တွေဟာမလ22ရက်နေ့မှာတွေ့ဆုံခဲ့တယ်လို့ဂျပန်သတင်းတွေမှာဖော်ပြထားပါတယ်။တကွေးရနိုင်ငံသားရဲ့ဝန်ကြီးရှူတေယူတရုတ်နိုင်ငံသားရဲ့ဝန်ကြီးဝန်ယီဂျပန်ဝန်ကြီးချုပ်ရှီဂါရူအီရှိဘာနဲ့ဂျပန်နိုင်ငံသားရဲ့ဝန်ကြီးတာကီရှိအီဝါယာတို့ဟာ တိုဂျိုမြို့ဝန်ကြီးချုပ် အင်ဒိုယာမှာတွေ့ဆုံခဲ့တာလည်းဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမဟာမိတ်ဆက်ဆံရေးကို အပြောင်းလဲလုပ်နေချိန်မှာဒီသုံးနိုင်ငံတွေ့ဆုံမှုဟာထူးခြားတယ်လို့သုံးသပ်မှုတွေရှိနေပါတယ်။ဒီသုံးနိုင်ငံနိုင်ငံခြားဝန်ကြီးတွေဟာ2023နောက်ပိုင်းပထမဆုံးစုယုံတွေ့ဆုံမှုလေးဖြစ်ပါတယ်။စိုးရင်ဖွေရနိုင်ငံတကာအခြေအနေကြားမှာသမိုင်းအပြောင်းလဲအချိန်မှာရှိနေတယ်လို့ယူဆတဲ့အကြောင်းဂျပန်နိုင်ငံခြားရဲ့ဝန်ကြီး တက်ကီရှိအီဝါယာကပြောဆိုခဲ့ပါတယ်။ဒါအပြင်ဂျပန်တရုတ်နဲ့ကိုရီးယားနိုင်ငံတွေရဲ့ကြားဆင်းနေတဲ့မွေးဖွားနှုန်းနဲ့တက်ကြီးကိုလူကြီးရဲ့ကိစ္စတွေကိုဖြေရှင်းဖို့အတွက်ပါစီနေဝိရဆက်လက်ရှိမယ်လို့လည်းသိရပါပါတယ်ခင်ဗျာ။